ငါဟာတစ်ချိန်လုံးကမြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအီကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငရုတ်သီးစားသလိုပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ် ပင်လေရှိရင်လိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ကဘဝကိုစိတ်ဓာတ်မှာကျောသွားအောင်ခိုင်ကန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင် အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ချဲ့တတ်တဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာ ဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမဟာစနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့်စနက်ကရာဇဝင်တွင်သွားတာလေလူညံ့ရဖို့ဒုက္ခနဲ့ပြဒနာကိုဒုက္ခနဲ့ပြဒနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဒနာကို ကြဆုံးခြင်းလို့မတွေ့ဘူးငါရည်ချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံပါဒုက္ခလက်မခံခြင်းလဲရောက်လာမှာပဲလက်ခံခြင်းလဲရောက်လာမှာပဲတွေ့ပြီဆိုလက်သင်တာခံလိုက်တော့ဒုက္ခကိုပမှန်ကန်ကန်အတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းတွေ့တိုင်း ်ဘာလို့မင်းတို့စိတ်သက်ကြနေတာတို့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလန်းတွေလို့မြင်ပေးပါဒါတစ်ကျွေးပါအိုလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောရအောင်မယ်ဗျဒီမှာအလုတ်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလမ်းနဲ့ရုပ်ဆိုတာရှိတယ်ဗျနိုင်ငံတကာမှာဒီလို ကုမ္ပဏီတွေမှာအဲ့ဒီနတ်ရုပ်ကလေးကိုဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနတ်ရုပ်အဲ့ဒီအရုပ်ကလေးကတတ်တတ်ရရဝတ်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝတတ်တတ်ရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်တာနရွက်ကားကအရုပ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနတ်ရုပ် အဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်နိုင်ငံတကာမှာဒါအခွင့်လန်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲကဲအခွင့်လန်းနဲ့ယုံမှာနယောကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညညနားထောင်ကြညညနားထောင်ခြင်းဟာအခွင့်လန်းကိုရအောင်ယူတာဘာလို့ကတော့ပါဇက်ပေါက်ကြီးကိုအခြေအိပ်ပြောချင်ရတာတော့ ပါဇက်တဲ့နွေကြီးကိုသူပိုချိထားကြတယ်။မြောင်မြားနားထောင်၊သင်ချာနားထောင်။ဟာအခွေလန်းအတုံးချတာ။ပါဇက်မောင်တိတိလေးကနည်းနည်းပြော။ဒါမျိုးဘာလို့မျက်နှာကိုအဝဲအမဲကြီးစီထားတာတို့။သူမမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတို့။ကိုတွေးနေကိုပေါ့။တိုးတက်နေတဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာ။ဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နီးတွေရှိတယ်။မျက်လုံးမမြင်ရဘဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီး။ တို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင်လုံမှာပေါ်ဒါကို तू ကပြောချင်တာစိတ်တက်မကြပါနဲ့မမြင်ရပင်ပဲလမ်းလျှောက်လို့ရတယ်ဘာလို့တတရရအဝယ်စားကိုဝတ်ထားတာလို့တတရှင်ရှင်တတရရနိဒန်တိုင်းဒီစမတ်ကြတဲ့သူတွေအခွင့်အလမ်းရောက်လာတာဗျာကဲဗျာဒီကုမ္ပဏီမှာအလုပ်ခံမယ်ကွန်စားတဲ့သူတွေဘယ်လိုခံမလဲတွေ့ကြည့်ဗျာ နော်ထမင်းစံအောင်ဇွဲနေဗျာသုံးမဟုတ်ဗျာနော်ခြေသေးရမဲလို့ဘလို့ကျွန်တော်သူ့ဆက်ဆံမလဲသူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုံယုံကြီးဝေစားဝတ်တယ်လည်းမတက်မရဆိုဒီအလုပ်နဲ့သူဘလို့တင့်တော်မလဲကျွန်တော်တိုင်းပြည်အခုတကားပွဲစီပွားရေးဝါဒလာပြီးနိုင်ငံတကာယဉ်ညံ့နေမယ်အလုပ်တွေအများကြီးခန့်လိုက်မယ်စိတ်ချကိုးစားတယ်သူအလုပ်မရဘူးတင်းကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တန့်မှုထားတယ်ကျွန်တော်စကားရရင် ခွလွတ်ပါနော်ပါဇက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွလွတ်နော်တောင်းပန်ပါလေဖင်းစိုးနဲ့ဘရားပုံညစ်ပတ်တယ်ထင်စာရိဖတ်ကြည့်ပါဇက်ကပိုပြီးညစ်ပတ်တယ်ပါဇက်ကိုဆေးဖို့တတိမရဘူးထဲလိုက်တာအဆုံကျွန်တော်တို့ဒီပါဇက်ကြီးအညစ်ပတ်ဆုံးအဲ့နှခမ်းကိုကျွန်တော်တယောက်တယောက်နမ်းကြသေးတယ်လောက်ညစ်ပတ်တာကြီးကိုတွေးကြည့်နိုင်ငံတကာမှာပါဇက်သွားကိုအရန်တံမိုးထားတယ် ပါဇက်ကိုအရန်တံမိုးထားကျွန်တော်တို့ကပါဇက်ဆိုညစ်ပတ်နေတာအချို့အမျိုးသားတွေတော်တော်ဆိုးတယ်ဗျာထားတော့နစ်တန်တိုက်တီကိုပြောတာအတောင်မှန်ပေးတာဘာသဘောတော့အခွင့်လန်းဆိုတာရုတ်ချီးရောက်လာနိုင်တယ်လို့ရုတ်ချီးလဲထပြီးပြန်သွားတတ်တယ်ຢာတော့အမိဖမ်းလို့ပြောတာဗျာဒါမျိုးလက်ထဲမှာထီတစ်ချောင်းပေးတာဘာတော့အဲ့ဒီထီကလိုအပ်ရင်အသုံးပြုဖို့ပေါ့လောကနာမိုးရွာရင်စောင်းဖို့ လောကရာနေတွေပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လည်းသွားပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့ကဘာသာပြန်ရမှာအဲ့ဒီအခွင့်အလမ်းနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံနေမှာတော့လူတယောက်ကိုအလုတ်ခတ်အဲ့ဒီအယုတ်ကလေးကိုမင်းနားလဲသလိုပြန်ရင်းစမ်းပါရေးတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေးနောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လုပ်ဘူးတယ်အဲ့ဒါကျွန်တော်အတွေးမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွေး ။တရကြတော့မန္တလေးမှာ happy war အလောက်ခံမှာသူတို့မလေး happy war ကိုကြကြတို့လာဖွင့်ရသူတို့လည်းခင်ရသူတို့လည်းပျော်ဖြစ်တယ်။မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တငယ်ချင်းတွေကသူတို့ကုမ္ပဏီမှာစထောင်ထောင်ချင်းဝန်ထမ်းအယောက်30လောက်ခန့်ကျင်တာသူတို့ရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြစ် ျွန်တော်တငယ်ချင်းမင်းအင်တာဗျူးမှာငါ့ကိုမေးခွန်းလေးလုပ်ပေးစမ်းပါငါတော့မေးခွန်းမလုပ်ချင်ဘူးဘာလဲဆိုတော့လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလာတစ္ဆာရှိသူကိုယူမာလုပ်ငန်းကျွမ်းကျင်မှုကတင်ပေးလို့ရတယ်တစ္ဆာတရားတင်ပေးလို့မရဘူးငါ సై ကိုတက်စ်ပဲလုပ်မင်းတို့မေးခွန်းမင်းတို့ကော်မတီကြိုက်တာလို့ငါ సై ကိုတက်စ်ကိုငါမင်းတို့မပြောငါဘာသာငါလုပ်မယ်ကျွန်တော်လာတဲ့120လုံးကိုကျွန်တော်ဘာလုပ်တယ်လဲဆိုရင်ကျွန်တော်က ်ပြင်ဦးလွင်ကကော်ဖီထည့်တဲ့အဝတ်အကလေးတွေရှိတယ်ဇာသူတို့ဝယ်ခိုင်းလိုက်တယ်ကုမ္ပဏီဝယ်ပေးတယ်သူတို့ကအထဲလေးကိုကျွန်တော်မပဲစီလေးတွေအစစ်တရားကျွန်တော်ရည်ပြီးထည့်တာမပဲစီအစစ်တရားကျွန်တော်အဲ့တော့သူအင်တာဗျူးလုပ်ပြီးဟိုဘက်ခန်းထဲမှာခဏဝင်လိုက်ပါအောင်ဆိုကျွန်တော်ကနာမည်ပြောဟုတ်ပြီဆက်သွယ်ဖို့တယ်လီဖုန်းနံပါတ်ပြောပါဟုတ်ပြီလိပ်စာပြောပါဟုတ်ပြီဘာမှမမေဘူးရဒီအထုပ်လေးယူသွား နောက်ထပ်တပတ်လောက်နေရင်ဓမ္မပဲပဲပြင်ဖောက်ခဲ့ပဲပြင်ဖောက်တာဘာမှမခဲ့ဘူးဘလို့ဖောက်မလဲမေးလိုက်အရာသေးဘူးနော်ရေအိုးလေးနဲ့ဘာညာမင်းတို့ဖောက်ပဲပြင်ဖောက်ခဲ့ပဲပြင်ဘယ်နဲ့ပင်ပေါက်တယ်လဲကြည့်မယ်အစ်စ်တရားရှိတယ်နော်မင်းတကယ်လို့အပင်တရားလုံးပေါက်အောင်မင်းအလုပ်ရမှာပဲအပင်80ပေါက်တယ်လို့တရားတရားသမားရမယ်ဒါပဲလာတဲ့နေ့လို့ကျွန်တော်မပက်အိတ်လေးပေးလိုက်တာဗျာနှစ်ပတ်နေပြန်လာခဲ့လို့မှလိုက်တာကျွန်တော်လောက်တာကိုကျွန်တော်တငယ်ချင်းနေမတီးဘူး အစီဝေးပြည်ဆိုတာတကယ်ရင်ကမပဲစီပြေးလိုက်တယ်လို့နောက်နှစ်ပတ်နေရင်တော့သူငါပြခေါ်ထားတယ်ပဲပင်အညောင်းပောက်တဲ့အပင်ဘယ်နှပင်ရှိလဲကတော့ရီမယ်လို့ရီပြီးတဲ့အခါအဲ့လိုအပင်ဘယ်နှခုပောက်တယ်လဲကြည့်ပြီးအပင်မြမြပောက်တဲ့သူငါတို့စုပေးမယ်ကွာလို့ဆိုတာတကယ်ကျင်းစိုက်ကိုတက်ပြန်လို့သူတို့ဒီ120ထဲမှာသူတို့ရဲ့ဆွေမျိုးသားချင်းတွေလည်းပါတယ်ဗျကျွန်တော်သိတယ်ဒီကောင်းနေသူတို့လုပ်တယ်သူတို့ဆွေမျိုးခန့်ကျင်တာကျွန်တော်ပြောလိုက်တာ နှစ်ပတ်လောက်လဲနေရောပြန်လာကြတယ်ဗျရောက်90လောက်ပြန်လာတယ်80 80လောက်ပဲပင်ပေါက်ကလေးတွေနဲ့ဟုတ်ပြီဟုတ်ပြီအမှန်ချင်းဟုတ်ပြီအလောက်ခန့်နဲ့မခံဘူးတယ်လီဖုန်းနဲ့အကြောင်းကြမယ်ပြန်သွားကြကျွန်တော်မပဲအပင်မရှိဘူးတကယ်ချင်းနဲ့မရှိကြည်အောင်လေတယ်ငါမရှိဘူးလို့မလာတဲ့လူတွေတယ်လီဖုန်းနံပါတ်ကျွန်တော်လမ်းပြီးဆက်ကြည့်တယ်ဘာလို့မလာတာလဲတချို့ကလည်းအเจ้าမျိုးမျိုးနဲ့မလာဘူးတချို့ကတော့ပြောတယ်ဆရာက ဟိုကျွန်တော်တို့ကဆရာပေးတဲ့မပဲစေတွေကိုပဲဝင်ဖောက်တာဆရာအပင်မပောက်လို့ကျွန်တော်မလာတော့ပါဘူးဆရာကျွန်တော် အပင်ဖောက်ကြည့်တာအပင်မပောက်လို့မလာတော့ဘူးဆရာဟုတ်ပြီဟုတ်ပြီနောက်နေ့လောက်လဲနေရောအပင်မပောက်ဘူးလို့ပြောတဲ့သူတွေအားလုံးကျွန်တော်အလုတ်ခိုင်းတာဗျကျွန်တော်ကကျွန်တော်ကုမ္ပဏီကငွေချင်းတွေနားမလဲဘူးစိုက်ကိုအဲ့ခဏတည်းမှာသူတို့ဆွေမျိုးတယောက်မှမပါဘူးမင်းဘယ်လိုလောက်တာလဲမင်းအဲ့ဒီမပဲစေတွေကိုအပင်မပောက်ငါလှုပ်ထားပြီးတာလို့ အပင်ပေါက်เสียအကြောင်းမရှိဘူးအပင်ပေါက်တယ်ဆိုပြီးလာတဲ့ကောင်အကုန်လူလိမ့်ကြီးပဲမင်းအရိကောင်ခက်လို့မင်းရတော့မင်းကုမ္ပဏီပြတ်ပြီအပင်မပေါက်အောင်မပဲကိုကျွန်တော်လှုပ်ထားပြီးသားတပင်မပေါက်เสียအကြောင်းမရှိဘူးရိုးသားပြောတယ်ကျွန်တော်တို့အပင်ပေါက်အောင်ကြိုးစားတယ်ဆရာအပင်မပေါက်တော့မထူးဆိုမလာတော့ပါဆရာအဲ့လူတွေကျွန်တော်အလုတ်ခတ်လိုက်တယ်မပဲနဲ့အပင်ပေါက်ပြီးလာတဲ့ကောင်အကုန်လူလိမ့်နေအဲ့ဒီထဲမှာကြည့်တော့အဲ့ဒီကုမ္ပဏီရဲ့ sharing နေပေါ့ share ဝင်နေရဲ့ တူရတူမရအကုန်လူလည်းအင်းကြီးပဲတကယ်ကြီးနေကျွန်တော်သဘောကျသူတို့လုပ်ငန်းနေအောင်မြင်တယ်တစ္ဆာတရားကသင်ပေးလို့မရဘူးဗျဗီဇကျွမ်းကျင်မှုကသင်ပေးလို့ရတယ်ဒါကြောင့်စံချိန်မီရဲ့ဘဝတစ်ခုလိုချင်ရင်တစ္ဆာရှိဖို့လိုတယ်မလိန်ညာကြရဘူးကဲစံချိန်မီရဲ့ဘဝတစ်ခုပြောတော့ဆိုတော့ဒါလေးယူခိုင်းတာလေဒါလူတိုင်းသိပါတယ် ်ပရီးမီယာအင်စတန့်ဟုတ်တယ်နော်ဒီအောင်နှမစာလေးတစ်ခုပါတယ်ပါတယ်တော့3 in 1ဒေဗေယပါတော့3 in 1ဝမ်ငါဒီအထုပ်ကိုပြောပြီး3ရတကြဲမှာပါတယ်ပစ္စည်းပေါ့နော် constituent တွေကိုပြောတာနေမှာပေါ့နော် coffee mug ပါတယ်တကြားပါတယ် no mug ပါတယ်ဒီတော့ထဲမှာ3ခုပါတယ်လွယ်တကူဖြော်ယုံမဲ့ ကျွန်တော်တို့ coffee mix တွေလူတိုင်းတောက်ကြပါတယ် coffee mix မတောက်ဘူးလေလူမရှိဘူးကျွန်တော်သိတယ်ဒီအထုပ်ကိုဖောက်ရေတွေးတဲ့ကိုထက်ပြီးရင်တောက်အထုပ်လွတ်ပြတဲ့လူကြီးပဲဒီအထုပ်ကလေးပေါ်မှာစဉ်းစားကြည့်ရဒီလို coffee ကြောင့်တင်ပါရင်3 in 1ရှိတယ်မထင်နဲ့လူတွေဘဝမှာလဲ3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိတယ်တွေ့ကြည့်လားဥပမာလူတိုင်းနားလဲတဲ့ ရွေးချယ်လေးပြောမယ်ဗျာဥမာဆိုင်းဆိုင်းခန်းလိုက်ဆိုပါစို့ဒါလူရင်းသိတဲ့ example ပေါ့နော် तू ကတချင်းလဲဆိုတယ်ကျောင်းရှင်တယောက်လဲစောင်းနေဝတ္ထုလဲရေးတယ်တယောက်တည်းအလုပ်သုံးခုကိုတပိုင်းနဲ့လုပ်တဲ့အတွက် तू က3 in 1မကျွန်တော်ဆိုရင်ကျူရှင်လဲတင်တယ်စာလဲရေးတယ်စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုပ်သုံးခုလုပ်လုပ်တာလုပ်လို့ရတာပဲဗျဒါပေမဲ့ဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့် ခင်ဗျားတို့ဘာလို့1 in 1လား2 in 1လား3 in 1လားဟမ်တချို့2 in 1နေပါမယ်ထင်တယ်တချို့ကတော့ចောင်းဆရာမလုံမယ်ဒီမှာလည်းအလုပ်လာလုံတို့ဆိုလဲ3 in 1ရှိရင်ရှိမှာပေါ့တချို့လဲကိုယ်အိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ်ဒီလုပ်ငန်းလဲလုပ်တယ်ဒါကြောင့်ခင်ဗျားတို့တိုးကြီးပွားတွတ်တက်တာလေ1 in 1နဲ့2 in 1ဘယ်သူကပို့တွတ်တက်မှာလို့အဲ1 in 1နဲ့3 in 1ဆိုရင်3 in 1ဒီလိုကတွတ်တက်မှာပေါ့မပေါ်ကြအောင်စံဒီကနေ့ဒီနာမည်ကြီးမှာပေါ့ သူက all in one ဗျအကုန်လောက်တာဗျဘုရားရှင်ကိုတော်မြတ်ကြီး all in one all in one အကုန်လောက်တာတရားလူတွေတော့အ ਨੇ ဆုံးတော့ကျွန်တော်ထင်တယ်2 in one ဖြစ်ပါလိမ့်မယ်3 in one ပါခြင်းပါမယ်ဒါပြင်လူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုပ်တစ်ခုနဲ့တင့်တိမ်နေလို့တော့မဖြစ်ဘူးဗျ one in one ဆိုရင်တော့မဟုတ်သေးဘူး2 in one ဆိုရင်တော့မဆိုးပါဘူး3 in one ဆိုရင်တော့ကောင်းပါတယ်ဒီရက်များရင်ပိုကောင်းတာပေါ့ ပြောမယ် one in one ကိုတော့မစိုးဘူးပြောပင်ပဲ zero in one နေလဲရှိတယ်ဗျ။အိုမခင်ရလည်းတူရတူမလေးအကိုတွေပေါ့ဘွဲရဘာလုံးမှမလုပ်ဘူး။ဘီယာလေးတောက်လိုက်ဘလုံးဘွဲလေးလောင်းလိုက်အဖေမေရှိရလဝါလေးဖြန့်လိုက်အဲ့လိုကောင်းနေကြတော့ zero in one လို့ခေါ်တယ်။ zero in one နဲ့မြန်မာနိုင်ငံမှာတပုံကြီး zero in one နဲ့စိုးတာရှိသေးတယ်ဗျ။ minus 1 in 1 တွေ့ဘူးလားမသိဘူး तू อ่ะဒီနေရာကိုရောက်တယ်အလောက်ကိုလောက်မှာမလောက်ဘူးခုံတိတ်ခါကြတဲ့အလောက်တည်းပဲလောက်နေတယ် तू อ่ะသူ့ကိုသူသူခုံတိတ်ခါကြလို့ကြာမှန်းမသိဘူးဒီဘောကနေလက်ပေးလက်ယူနေလောက်တယ်ကိုယ်ခုံတိတ်ခါကိုဖဲ့စားတယ်သူ့ကိုသူမသိဘူး तू များတွေကမြင်နေတာဒီလူကွာတော်တော်ဘဝပြတ်နေပြီနေတော့တိုက်ကြီးနေပဲ तू อ่ะကားကောင်းစားကြီးနေလူတွေနေလုံးနေမှာ तू อ่ะတိတ်ခါမရှိဘူး तू อ่ะဘာလို့ -1 in 1 ကျွန်တော်လက်ညှိုးထိုးပြလို့ရတယ်။များကြီးပဲ -1 နဲ့မှတချို့ -2 in 1 -3 in 1တောင်ရှိပါသေးတယ်ဗျာ။နေရာတိုင်းမှာတိုက်ခါလိုက်ကြနာ तू က။ तू ကပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူး။အလုံးပေါ်ကြမယ်အနိုင်ယူမယ်။အဲ့လိုလူတွေလည်းရှိတယ်။ဒါကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရအောင်။စံချိန်မီတဲ့ဘဝဆိုရင်တော့1 in 1နဲ့တော့မချိနဲ့ပါနဲ့။2 in 1 3 in 1 4 in 1ဖြစ်ရင်တော့ပိုကောင်းတာပေါ့ဒါ coffee mix တို့လေးတောင်းတိုင်းကျွန်တော်တို့သိဖို့အရာသားသမီးတွေကိုပြောပြလို့ရကဲဒါဖြစ်ရင်စလုံးလေးတွေပြောကြည့်အောင်ဘဝကို LRF life လို့ခေါ်ရင် LRF ကိုကျွန်တော်တို့အထိပ္ပယ်လေးဖွင့်ကြည့်အောင်အိမ်မှာကလေးလေးတွေလေး charge ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple တို့မို့တခုခုပေါ့ A for aeroplane ပေါ့တချို့ B for but before ball ကြိုက်တယ်လို့ပေါ့ဒါပြ L4 ဘယ်လိုဘာသာပြန်ကောင်းမလို့ life L4 L L ဘယ်လိုပြောရင်ကောင်းမလို့ learning learning ဘဝဆိုတာအမြဲတမ်းသင်ယူနေရတာဗျဘဝဆိုတာအချိန်တိုင်းသင်ယူနေရတာနော်ငါဘွဲရပြီတက်သွားပြီသင်စရာမလိုတော့ဘူးလို့မထင်နဲ့အကုန်သင်ယူနေရတာဝိပဿနာကမ္မဋ္ဌာန်းကျောင်းသွားလဲသင်ယူပြီးပြန်လာရတာလေ ဖစကားစီရင်လည်းတင်ယူရတာပဲဘဝဆိုတာတင်ယူနေမှုပဲဗျလန်ဒင်းအိုင်ကြဘယ်လိုပြောရင်ကောင်းမလို့ကိုကြိုက်တယ်လို့ပြောချင်းကျွန်တော်ကတော့အိုင်ကို improving လို့သုံးတယ်ဘဝဆိုတာတိုးတက်မှလည်းအတိတ်ပဲရှိတာ life စလုံးပေါင်းလေးကိုစိတ်နဲ့ပေါင်းကြည့်အောင်အဲဒါကဘယ်လိုရေးတော့အပေါ်တက်ပြီးတော့ဘဝဆိုတာအတက်ရှိတယ်အကျရှိတယ်နည်းနည်းလေးတက်တယ်နည်းနည်းလေးကျတယ်အဲ့ နည်းနည်းလေးတက်ပြီးဖျောက်သွားတော့ဟာအောက်တိကျတာအမလီသောရေးထင်တာပြန်တက်ပြီးတော့လူလေးစုံသွားတာဘဝပဲဗျာဘဝစလုံးပေါင်းကအထိပ္ပယ်အပြည့်ပါအတက်အကျအနိုင်အမြင့်နဲ့သွားလာအာရ improving after ဘလို့ပြောရင်ကောင်းမလို့ fighting မကောင်းဘူးလားစိုက်တာပြောပါကျွန်တော် fighting လို့ဖွင့်မယ်ဤကြတော့ escaping လွတ်မြောက်တာ ဒါပေမဲ့ enlightenment လွတ်မြောက်တာပဲသူတော့မတူဘူးပေါ့ဘဝဆိုတာလွတ်မြောက်အောင်လဲစ조사ရသေးတာဒီလိုစည်းစိမ်နဲ့ဥစ္စာတွေတားမရနေနဲ့ပဲချီနှောင်ထားလို့မဖြစ်ဘူးကျုံလို့ပြောအောင်မယ်ဗျကျွန်တော်ဗုဒ္ဓဂါရသွားတော့အာဖဂန်နစ္စတန်ကကိုရော်ရီဘူတမ်ကိုရော်ရီနဲ့စကားပြောရင်ကျွန်တော်ကြိုက်တဲ့စကားတခွန်းရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့တာဝတ်တီကိုရောက်တဲ့အချိန်မှာစကားလုံးတွေပြောကြရင်းနဲ့ဒီမဲ့တဲ့ဘုရားရှင်ကိုရော်မြတ်ကြီးကဒီနေရာမှာ စေရဝန်ကျောင်းသတင်းသုံးတာတဲ့စေရဝန်ကျောင်းဆိုတာတာဝတ်တိနဲ့မနီမဝေးလှခေါ်လိုက်တခေါ်လောက်ဝေးတာတာဝတ်တိဆိုတာအဲ့ဒီခေတ်ကမြို့ကြီးဖယားဒီလိုကျောင်းနယ်ဘာနဲ့နေတာဒါပေမဲ့ဖယားဒီကျောင်းကြီးကိုမင်မောတွေ့တာလည်းမထင်နဲ့လူလောကမှာထီတော်ထီရတယ်ဖယားထီခွင့်ပေးတယ်ဒါပေမဲ့ဘလို့ညည်တယ်လဲပုံမှန်မူတည်ရရှင်နဲ့ခွန်းနဲ့ထီတာနဲ့ရှင်နဲ့ကြာနဲ့ထီတာတူလားရှင်နဲ့ခွန်းနဲ့ထီတာက 他看那个哦，龙婆又断了。该他妈一弄在那边，看别人看别人要家不露剃头，现在可能剃都露剃的，都别么来么进那铺，那里放那子人的裤衩，俺们里别来对么黑。ကိုယ်သားသမီးနဲ့ကိုယ်နဲ့ထိတာယင်းနဲ့ခုံးနဲ့ထိတယ်လို့ပဲလောကအကြောင်းသိတဲ့အခါယင်းနဲ့ကြာနဲ့ထိတယ်လို့ထိတာကဲခမည်းတော်ဒီကုမ္ပဏီကနေတိန်းတရာအထာမယ်ခမည်းတော်ဖယ်နေရသွားပြီခမည်းထိကုန်ရဘယ်လိုထိမှာတော့ယင်းနဲ့ ကြာနေတဲ့သူတို့တိရမှာခင်ဗျအလွဲသုံးသားလုပ်လို့မရဘူးရှင်နဲ့ခွန်းနဲ့တိသူတို့ဒီဘွားပြက်ပြီပေါ့ဩစာရစီစိန်နဲ့အာနာတွေလုတ်ပိုင်ခွင့်နဲ့ကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ကရှင်နဲ့ကြာနေတဲ့သူတို့ထိနိုင်တဲ့စိတ်မျိုးထားတဲ့တနေ့ဘွားလွတ်မြောက်ပြီ escape ဖြစ်ပြီရှင်နဲ့ခွန်းနဲ့တိတာရေကြောင့်ခွန်းလည်းပြက်စီတယ်လို့ခွန်းကြောင့်ရေလည်းတံမိုးပြက်တယ်ဗျရှင်နဲ့ကြာနေကြထိတော့ထိတယ်မညှိဘူးဗျာ ရေကြောက်ကြာဖြစ်တယ်လို့ကြာကြောက်ရေကန်ကြီးလာတာကြာကြောက်ရေကန်တင့်တယ်တယ်လို့ရေရှိတဲ့အတွက်ကြာကလည်းလန်းဆန်းပြီးရှင်တန်ရလာနှစ်ယောက်လုံးအကျိုးရှိတယ်အဲ့ဒါဘုရားရှင်ကိုတော်မြတ်ကြီးအကျင့်တရားပဲဘုရားဝဲဖြစ်ဖြစ်ရေနဲ့ကြာနဲ့ထစ်တယ်လို့ထီအောင်စူးစားကြ escape ဖြစ်အောင်လုပ်လွတ်မြောက်အောင်လုပ်ထားတော့ဒါဘဝကိုအထိတ်